ုဘိုတာမြန်မာဆိုတာဂျပန်နိုင်ငံအိုဆာကာမြို့အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍအတွက်လိုအပ်သောအရေးသွေးမြင့်လေယာသုံးလေးဘင်းထွန်းဆက်ကောက်ဆိုက်ဆက်ရိတ်သိမ်းချွေလေးဆက်တခြားသောမြေတင်ဆက်ကြံဆိုင်ဆက်နှင့်နောက်တဲကရိယာမျိုးစုံအသေးစားမြေတူးဆက်များကိုလွန်ခဲ့သောနှစ်ပေါင်းများစွာကလေးကအထောက်ကူကောင်းများဖြင့်ပံ့ပိုးပေးလျက်ရှိတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါရဲ့ရှင်။ တိလဝါအထူးစည်းပွားရေးဆက်မှုဆောင်တွင်စက်ယုံတီရှိလျက်မြန်မာတိုင်းနိုင်ငံလုံးသို့အရောက်ကိုယ်စလဲတော်များမှတဆင့်ပြည်စုံလုံလောက်သောအပူပစ္စည်းနှင့်စားပိတ်ဝန်ဆောင်မှုတို့ကိုပံ့ပိုးပေးလျက်ရှိပါသည်တောင်သူများရဲ့ဘေးကင်းလုံခြုံမှုနဲ့စိတ်အေးချမ်းသာစွာလုပ်ငန်းဆောင်ရွက်နိုင်ရေးကိုဦးစားပေးထည့်သွင်းစဉ်းစားလျက်ရှိရာအထူးသဖြင့်ကိုဗိုတာ M series အသုံးပြုသောတောင်သူများအတွက် ခုပိုတာရဲ့ထက်လောင်းကယူဆိုင်မှုခုပိုတာ Care Plus အစီအစဉ်ကိုတောင်သူများထံသို့2023ခုနှစ် March လတွင်စတင်ခဲ့ပါတယ်။ခုပိုတာ Care Plus ဆိုတာကတော့တောင်သူဦးကြီးတို့ရဲ့လုပ်ငန်းခွင်အတွင်းမှာ ထွန်ဆက်မတော်တဆတိုက်မိခြင်း တိမ်းမောက်ခြင်းမီးလောင်ခြင်းသို့မဟုတ်ပြင်ပပောက်ကွယ်မှုဖြစ်ပေါ်ခြင်းမိုးကြိုးပြည့်၍မီးလောင်ခြင်းတခြားသူများမှမလို့တမာဖြစ်စီခြင်းနှင့် ထွန်ဆက်ပေါ်သို့ပစ္စည်းအရာဝတ္ထုများပြုတ်ကြခြင်းတဘာဝဘေးအန္တရာယ်များဖြစ်တဲ့ရေကြီးခြင်းလေမုန်တိုင်းမြင်းကလင်းလှုပ်ခြင်းတို့ဖြစ်ပေါ်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့လာခဲ့ရင်လေကုဘတာကေပလတ်ကအပြည့်အဝကာကွယ်ပေးထားပါဗျယခုဆိုရင်လည်းတောင်သူဦးကြီးတချို့မှာရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုကုပိုတာကေပလတ်ထထောင်ကယူဆိုင်မှုဖြင့်ကာကွယ်မှုပေးနိုင်ခဲ့ပြီးပြီပဲဖြစ်ပါရဲ့ရှင်။ ျွန်တော်ကတော့မကွေးတိုင်းမင်းတို့မြို့နယ်အင်းလိုက်ကုန်းကျေးရွာမှာနေထိုင်တဲ့တောင်သူပရိယာဝန်းစာကိုရှာခွေနေတဲ့တောင်သူတူဦးဖြစ်ပါတယ်ကျွန်တော်ရဲ့လုတ်ကင်းဆောင်တာကျွန်တော်ရဲ့လုပ်ငန်းစဉ်လေးကိုကျွန်တော်တင်ပြရမယ်ဆိုရင်ကျွန်တော်ဟာငငယ်ကစားတောင်သူကိုအချိုးပြုပြီးတော့ဝန်းစာရှာပြီးတော့လာခဲ့တဲ့လူတစ်ယောက်ပါကျွန်တော်ရဲ့တောင်သူလုပ်ငန်းဒီနွားနဲ့တွဲဖက်ရုံးကန်ရတဲ့အတွက် ကျွန်တော်ရဲ့ဗန်းမမှုလေးတွေကိုသားပြခဲ့ပါတယ်နော်ကျွန်တော်အသက်30ရွယ်အရွယ်မှာတန်ဝေကလေးတစ်ခုကိုရခဲ့ပါတယ်ဘာလဲလို့ဆိုရင်နွားနဲ့တာတွဲဖက်ရုံကန်ရမယ်ဆိုရင်ကျွန်တော်အသက်အရွယ်ကြီးရင်လာသည့်အခါကျွန်တော်ဒီဒူးတွေနဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ဝန်ဆောင်မှုကိုပြုနိုင်ပါမလားဒီချိန်မှမှကျွန်တော်ပြောင်းလဲမှုတစ်ခုမပြုရင်ဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ဘူးကြိုးစားရုံကန်ကြည့်ပါဦးမယ်ဆိုပြီးတော့ကျွန်တော် စေယံတရားပေါ်ကိုကျွန်တော်လေ့လာခဲ့ပါတယ်စေယံတရားလေ့လာရင်းကနေပြီးတော့ယန္တရားတွေတော်တော်များများပေါ်ပေါက်တဲ့အထက်ကကျွန်တော်ကုဘသားဆိုတဲ့ခေါင်းစဉ်တတ်ထားတဲ့ကုဘတာကုမ္ပဏီနဲ့ကျွန်တော်ချိတ်ဆက်လာခဲ့ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေရဲ့အားပေးမှုနဲ့ကုဘတာကိုဝယ်ခဲ့ပါတယ်ကျွန်တော်တောင်သူဘဝကမှနွားနဲ့ရုံးကန်ရတာနဲ့ကုဘတာနဲ့စေယံတရားနဲ့လဲပတ်တဲ့စီးပွားရေးဈေးကွက်ထဲမှာဆိုရင် ခွဲနဲ့သကွဲလောက်ပဲမမျောလင်းတဲ့တနေ့လေးမှာရေမြုပ်သွားခဲ့ပါတယ်ရေမြုပ်သွားတဲ့အချိန်လေးမှာကျွန်တော်ကူပိုတာကဲပလာဝန်ဆောင်မှုလေးကိုသွားသတိရလိုက်တဲ့အချိန်မှာဆက်တွယ်ကြီးတွေနဲ့အမြကျွန်တော်ဝန်ဆောင်မှုလေးကိုလာရောက်ပြုပြင်ပြောင်းလဲပေးသွားပါတယ် တိထားတဲ့စိတ်ကိုကျွန်တော်တို့ကိုပေါ်ပါစေခဲ့ပါတယ်ကိုရခွန်အားကိုတုံးပြီးရုံကန္တာနဲ့အရင်နှစ်စိုက်ထူပြီးတော့ကုဘိုတာနဲ့တွဲဖက်ပြီးရုံကန္တာမတူပါဘူးကျွန်တော်ခုချိန်ထိအောင်မြင်မှုရရှိခဲ့ပါတယ် ကျွန်တော်ရဲ့မိတ်ဆွေများလဲအောင်မြင်မှုအကျိုးများစွာလိုလားခဲ့တယ်ဆိုရင်ကျွန်တော်လိုပဲကူဗိုတာနဲ့ချိတ်ဆက်ပြီးတော့ရန်တရာပေါ်ကိုတက်ခဲ့ကြပါအောင်လို့တက်လာခဲ့ကြပါအောင်လို့ကျွန်တော်ကူဟိတ်ခေါ်လိုက်ပါရစေကူဗိုတာကဲပလာစီစဉ်ဟာကျွန်တော်တို့တောင်းတူအတွက်အရန်ကိုအကျိုးရှိပါတယ်ခမရနာမည်ကတော့ဦးမူကြီးတော်ကားမျိုးနဲ့ဘွဲ့ကျင်ဦးကန္နတ်စုကြီးရွာမှာနေထိုင်ပါတယ်ဦးရဲ့လောက်ကန်ဆန်းကလဲရမြေ လေယာမီရတော့မိဘရဲ့လက်ငုပ်ဆိုတော့မိဘရဲ့အမူနှစ်ဘက်ခိုင်းရတာပေါ့ဒီမှာလေယာမီလောက်ကရောဥလိုနွားရည်နဲ့ထွန်ရက်ကဲနွားရည်နဲ့ထွန်ရက်ပြီးတဲ့တဆင့်မှာထွန်ဆက်ကိုပြန်ပြောင်းတာပေါ့ကိုကိုရရွေးချယ်ခဲ့တယ်ဆိုတော့ဟိုစီဝါရေးတစ်ခုနဲ့လည်းဥသားလေးမှာအလုပ်ကလည်းဟိုတော့မှပါရှာတဲ့အတွက်စီဝါရေးတစ်ခုကိုယ်လည်းလည်းထွန်ဘေးလည်းလိုက်စီဝါရေးတစ်ခုရအောင်ဆိုပြီးတော့ ကိုဘူတာ62ကောင်ရွေးချယ်ပြီးတော့ဝယ်ပြလိုက်တာကိုနဲ့လက်လမ်းမီရဲ့ဇင်းလုံးကိုကူကအကောင်ကြီးပေါ်မှာဥဥတည်ပြီးတော့ဝယ်လိုက်တယ်62ကောင်ကလည်းအခုမှနောက်ဆုံးပေါ်လာတယ်ဆိုတော့သူကနည်းနည်းလေးသူ့ရဲ့စီမံချက်လေးနည်းနည်းလေးဟိုလောက်ဆောင်ချက်လေးပို့တယ်ဆို62ကောင်ရွေးချယ်လိုက်တယ်ဦးမြင်းကောင်ရင်62ကောင်ရွေးချယ်တယ်ဦးအနာပဝဉ္ဇဉ်မှာလည်းမောင်းကြတယ်သူဟုတ်ကဲ့ 60လေးငကိုဘူလား60လေးမောင်းနေ60နေတယ်တော့မထွက်သေးဘူးပေါ့ဟုတ်ကဲ့မောင်းနေကကြတော့အယုံဆွဲလေးတွေတန်နေနောက်လေးလာတဲ့ခါကျတော့ပူပစ္စည်းလေးတွေလည်းပေါများတယ်နေနေနဲ့တွေ့ကြည့်တော့လည်းနေနီးနီးနဲ့ဝယ်လို့ရတယ်ဟုတ်ကဲ့အမလို့အဲကိုဘူလား60ဒေါ်လာကောင်60နာကောင်ဥကရွေးချယ်ပြီးတော့ဝယ်ဖြစ်ခဲ့တာဟုတ်ကဲ့ကလေးလေးကတဘာဝဘေးရနေနဲ့ဂျုံသွားတဲ့အပုံပါပေါ့နော်ဒီကိုဘူလားကဒီဝယ်ဆောင်မှုပေးတဲ့အပုံပါဒီလေးရဲ့ ဒီခန်းစားချက်လေးတွေလည်းတို့ကကြားကြင်ပါတယ်ဟုတ်အက်ဆီဒန့်ဖြစ်သွားတော့ဦးတို့မောင်းနေတယ်ဦးတို့စားခုတ်နေတဲ့အချိန်မှာဟိုနေရှေ့ဘင်းကထူးချင်းနဲ့ကြာသွားတယ်ထူးချင်းနဲ့ကြာသွားတော့မိုးရွာတောင်ကြိုက်ကြရဲကြာလာတော့ဆက်မောင်းဆက်မောင်းတော့ထူးချင်းကနင်းရဲ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 တော့တဖြည်းဖြည်းနဲ့လာတော့ကဲမထူးတော့ပါဘူးဆိုပြီးတော့အာချင်းထူးမောင်းပြီးတော့ဒီလက်ခွက်ကမမောင်းတော့ငယ်နောက်တောင်ကြိုက်ကြာပြီးမှမယ်သူပြန်မောင်းမယ်ဘုပကန်းတက်လိုက်ပြီဆိုတော့ ဘုဘကတန်တော့ရိုးမြောင်လေးရှိတယ်ရိုးမြောင်တိတိလေး၄တောင်၅တောင်လောက်တော့အကျယ်ရှိတယ်အဲတောင်ကြီးဟူလေရကြဟူတောင်ကြရကြတော့ထို့ကြတော့ဦးသားလေးမောင်းတဲ့ခါကျတော့မောင်းတဲ့အချိန်မှာအလဲကောင်မှာတွားပြီးတော့အဆင်းနဲ့ဖြစ်တာပဲဖြစ်တဲ့အချိန်မှာနောက်တစ်ချက်ပထမမောင်းတယ်နောက်ဆက်တေးွားတယ်ဟိုနေအဲရကလင်တာရေမြုပ်သွားတော့တေးွားတယ်နောက်ထပ်ဖွင့်တယ်ထပ်ပြီးတော့တော့ဖွင့်ပြီးတော့ထပ်နှိုးတယ်နှိုးတော့နှိုးတယ်အဲအချိန်မှာဦးအားချင်းပဲပူဆိုးမယ်ဆိုပြီးဦးလက်တင်ဆန်းနဲ့ဆွတ်တင်လိုက်တယ် ူရာကဲပြက်ပါတဲ့အတွက်ပူပူရာရုံးချုပ်ကိုဖုံးဆက်လိုက်တယ်သူတို့ကတိအင်းအဲ့ချိန်မှာသူတို့ဖုံးဆက်လို့ပြီးတော့သူတို့နောက်ရက်တွေကြတော့ဟုတ်ကဲ့ဥရှိူလာပြီးတော့လာပြီးတော့စားပြီးပြန်သွားပေးတယ်ပြန်သွားပြီးတော့ကုန်ကြစိတ်တွေကသူတို့ခံစားပေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပူပူရာရဲ့အာထွန်ဆက်ကူပူရာပဲဖြစ်ဖြစ်ရိတ်ချွေကူပူရာဖြစ်ဖြစ်ဗမာပြည်မှာဟိုပြောင်းပြောင်းမဟုတ်နာမည်အရာဆုံးပဲဟုတ်ဟုတ်ကူပူရာကဲပြက်ဆိုတာသူတို့က 60နှစ်မှာပါလာတဲ့အတွက်ဥကပိုးပြီးတော့ဝန်တာအာရဖြစ်သေးတယ်။တောင်တူတွေအတွက်ပိုးပြီးတော့လည်းသိချမ်းသာကိုချမ်းသာလည်းဝန်ဆောင်မှုရှိတယ်။ကူဘိုတာရဲ့ထက်လောင်းကယူဆိုင်မှုကူဘိုတာ care plus